နာရှင်ကိုမြစ်ဖြတ်ရန်တော်လှန်ရေးဖွဲ့များတပ်ပေါင်းစုဖွဲ့၍တိုက်ထုတ်ရန် Union Liberation Front သတိပေးဆန္နာရှင်စနစ်ကိုမြစ်ဖြတ်ရန်တော်လှန်ရေးဖွဲ့များအားလုံးပူးပေါင်းပြီးတပ်ပေါင်းစုစည်း၍တိုက်ထုတ်ရမည်ဖြစ်ကြောင်း Union Liberation Front ULF အဖွဲ့မှတာဝန်ရှိသူများကထုတ်ပြန်သတိပေးလိုက်ပါတယ်ဆန္နာရှင်ကို တိုက်ထုတ်ရာတွင်ရဲဘော်များစွာပေးဆက်ခဲ့ရပြီးဖြစ်တော်လဲခံယူချက်များမပြောက်ပြန်ရန်နဲ့တော်လှန်ရေးကိုဆက်လက်အားသုံးခွန်ဆိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ULF မှတာဝန်ရှိသူတို့ကပြောပါတယ်။တပ်ပေါင်းစုဖွဲ့စည်းမှသာအင်အားကြီးမှတဲ့တပ်ဖွဲ့တရက်ဖြစ်လာမှာဖြစ်ပြီး ထို့သောဖြစ်လာမှသာအာဏာရှင်စနစ်ကိုအမြင့်ပြတ်တိုက်ထုတ်နိုင်မည်ဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်။တဖွဲ့တဲ့တစုတဲ့တမျိုးနယ်တဲ့နဲ့တိုက်လှုပ်ရှားလို့မရပါဘူး။တပ်ပေါင်းစုဖွဲ့ပြီးအင်အားစုစည်းမှသာတော်လှန်ရေးကိုအမြန်ဆုံးအောင်မြင်နိုင်မှာဖြစ်ပါတယ်လို့ ULF တာဝန်ရှိသူကထပ်လောင်းပြောကြားပါတယ်။ တပ်ပေါင်းစုဖွဲ့ရန်အတွက်ရခင်ကဲ့သို့အတ္တကြီးမှုမာနခံမှုများရှောင်ရှားရမည်ဖြစ်ပြီးအဖွဲ့အသီးသည့်သဘောထားကွဲလွဲမှုများနဲ့ရံမုံငွေလက်နက်အင်အားစုဆောင်မှုဆိုင်ရာစိန်ခေါ်မှုများကိုကြော်လွှမ်းရန်လိုအပ်ကြောင်း ULF ကထုတ်ဖော်ပြောဆိုပါတယ်။တပ်ပေါင်းစုဖွဲ့ရည်သည့်လွယ်ကူတဲ့ကိစ္စမဟုတ်တော့လဲဆက်အနာရှင်စနစ်ကိုအမြင့်ဖြတ်ရန်အတွက်မဖြစ်မနေလိုအပ်တဲ့အခြေလမ်းဖြစ်ပါတယ်လို့၎င်းတို့ကဆိုပါတယ်။တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်ရှေ့ဆက်ရမည်လမ်းမှာ တပ်ပေါင်းစုဖွဲ့ရန်သို့မဟုတ်အသေးခံရနာရှိကြောင်း ULF ကသတိပေးထားပါတယ်တပ်ပေါင်းစုဖွဲ့ရည်သည်ဆက်အာဏာရှင်ကို အနိုင်တိုက်ရန်အတွက်အဓိကတော့ချက်ဖြစ်တယ်လို့၎င်းတို့ကအလေးအနက်ပြောကြားထားပါတယ်ရှင်